ဒါကဘလို့ကောင်းတဲ့နီးပညာမျိုးလဲရှင်းရှင်းလင်းလင်းကိုဒါကနဆိုးနီးပညာပဲ ဝလင်းကလညုံနဲ့ထိုးလိုက်ပါတယ်ပြီးတော့နဆိုးနှကားအဖိုးကြီးစီကိုပြင်းဝင်သွားပါတယ်အဖိုးကြီးရဲ့မျက်နှာကလည်းအပြောင်းလဲကြီးဖြစ်သွားပြီးသူ့ရဲ့လက်တရားလက်တစိတ်တစ်ခုဖွဲ့ကနီးပညာကိုတုံမှုတက်လုံးနေပါတယ်ဒူဝရင်ထိုးအချိန်မှာပဲနဆိုးနှကားလေးကောင်ကတပိုင်းနဲ့တည်းကဘာကိုတန်လို့စီတဲ့ဟိန်းတန်းကိုထုတ်လုပ်လိုက်ပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဆုတင်ပါတယ်ထိုးကဘာကမင်းနဲ့နေတဲ့တဲဒီယာလီတဲကိုမြင်တက်လာပါတယ်ထိုးဟိန်းတန်းကြောင့်ဖြစ်လာတဲ့အတန်လိုင်းနေမှာနဆိုးရွယ်ချက်တရားပါဝင်ပြီးအဖိုးကြီးရဲ့နီးပညာကိုအနောက်ဆက်ဖြစ်စေပါတယ်သူကအမြဲပဲဆုတ်ခပြီးအဝေးကမင်းနဲ့နေတဲ့မျိုးစင်တွေကိုပြန်သွားဖို့ တ်တက်လောက်ပါတယ်နဆိုးနကားလေးကောင်ကသူ့နောက်ကိုထက်ချက်မကွာလိုက်လာပါတယ်သူတို့ရဲ့ကြီးမားတဲ့ခေါင်းတွေကြမ်းတမ်းနဲ့သွားရင်းနဲ့သူတို့ရဲ့ပါဇက်ကနေချက်ဆင်းလာတဲ့ဒရေရဟာအရန်အုံးမှထိလန့်စရာကောင်းပါတယ်ဝန်လင်းရဲ့မျက်လုံးလေးမှာတစ်ဖက်ချင်တဲ့စိတ်များကလည်းပြင်းထန်နေပါတယ်သူကနဆိုးနကားလေးကောင်ရဲ့နောက်ကနေမဲနှက်နေတဲ့မျောစင်စီကိုပြင်းထန်သွားပါတယ်သူကရင်သူကအမြဲတမ်းပင်နီယာလောက်နောက်မှာပဲနေခဲ့ပါတယ်နဆိုးနကားလေးကောင်ကလည်းအတူတူပါပဲသူကရင်သူကအမြဲတမ်းပင်နီယာအောက်မှာပဲနေနေပါတယ်နဆိုးနကားလေးကောင်ကလည်းအတူတူပါပဲကြောက်ရွံ့မှုတွေကအဖိုးကြီးရဲ့မျက်လုံးလေးမှာပြင်းထန်နေပါတယ်သူကမဲနှက်နေတဲ့မျောစင်စီကိုယူလို့မျိုးပြေးသွားပါတယ်သူ ို့ရတဲ့သူရဲ့ချင်းချက်မှုအစဉ်အားနိဗ္ဗာန်အမြန်ကိုအစောပိုင်းအဆင့်မှသာရှိကြကြောင်းနဆိုးနဂါးလေးစီကနေလွမြောက်နိုင်ခြင်းမရှိပါဘူးနဆိုးနဂါးလေးကောင်ကနီးကပ်လာတဲ့အခါအဖိုးကြီးကစိတ်ပြက်လက်ပြက်နဲ့အော်ဟစ်လိုက်ပါရင်ပြက်သုံးချင်းနဆိုးရှင်ကဲတော်မူပါ ူကအော်ဟစ်လိုက်တာနဲ့သူ့ရဲ့အမြန်ကမှောင်မိုက်သွားပြီးပြင်းထန်တဲ့နာကျင်မှုကသူ့ရဲ့ခန္ဓာတစ်ချောင်းကိုပြင်းထန်သွားပါတယ်။သူကဒရီးလစ်သွားပါတယ်။နဆိုးနှကားလေးကောင်ကအစားအစာအတွက်တိုက်ခိုက်နေသလိုပဲတကောင်နဲ့တကောင်တိုက်ခိုက်နေကြပါတယ်။နောက်ဆုံးတစ်ကောင်ကအဖိုးကိုဝါးမြေလိုက်ပါတယ်။လူဦးနည်းငယ်ရာရုပ်တရက်မျှော်စင်ကနေထွက်လာပါတယ်။အာလုံကမင်းနဲ့နေတဲ့ဝစ်စုံများကိုဝစ်စင်လာပြီးခေါင်းလေးကိုဖုံးထားပါတယ်။သူတို့ကနဆိုးနှကားလေးကောင်ကိုအစ်ဆက်တဲ့အကြီးနဲ့စိုက်ကြည့်နေပါတယ်။ စုစုပေါင်းဝင်းညအာယော32ခုတေသွားတဲ့အဖိုးကြီးကတခုပါဝင်ဆိုတော့32ခုကျန်သေးတယ်ဝင်းလင်းကဖြစ်တန်းသွားတဲ့ဝင်းညအာယောတခုချင်းစီကိုမှတ်မိပါတယ်ဝင်းညအာယော32ခုပဲရှိပါတယ်မင်းနဲ့နေရမျောစင်ကနေထွက်လာတဲ့လူတွေထဲမှာအားနေတဲ့လူတယောက်မှမရှိပါဘူးဝင်းလင်းရဲ့မျက်နှာမှာတဖက်ချင်တဲ့စိတ်များပြင်းနေပါတယ်သူကသာထွက်သွားခြင်းနဲ့ဆိုရင်အဖေအားလုံးကထိုနေရာမှာရှိနေရဆိုတော့သူကရှင်းလင်းနားလေပါတယ်သူကသူ့ကိုမတိုင်တော့သူတို့ကသူ့ကိုလှုပ်ပေးမှမဟုတ်ပါဘူးဝင်းလင်းကနဆိုးနဂါးလေးကောင်နဲ့အတူထိုလူတွေစီကိုပြေးဝင်သွားပါတယ်နဆိုးရှင်တဖက်ချင်း မဲနန်းနေတဲ့ဝေယုံဝထားတဲ့လူတွေစီကနေအဖိုးတယောက်ရဲ့အတန်ထွက်လာပါတယ်သူတို့တယောက်ချင်းစီကလက်တစေးတစ်ခုကိုဖွဲ့ပြီးမြခုံတစ်ခုချောင်းကိုလူညုံနဲ့ထိုးလိုက်ပါတယ်ချက်ချင်းပဲနဆိုးဆွန်းရဲ့အမြောက်များထွက်လာပြီးသူတို့ရဲ့အပေါ်မှာနဆိုးအရိတ်ကိုဖွဲ့စည်းလိုက်ပါတယ်အရိတ်ကိုဖွဲ့စည်းခြင်းမှာပဲဝလင်ကတွေ့နေချင်းမရှိပဲလူညိုးကိုထိုးလိုက်ပါတယ်နဆိုးနကားလေးကောင်ကဟိဟောက်ပြီးအရိတ်တွေစီကိုပြုံးဝင်သွားပါတယ်ဝလင်ကလူအုပ်ချားလေးကိုချွန်ထန်းနေတဲ့ဓာတ်ချောင်းလိုပြုံးဝင်သွားတဲ့အခါအပြုံးတစ်ခုကပေါ်လာပါတယ် သူကပြေးထွက်လာတဲ့အခါသူ့ရဲ့ညာလက်ကိုစမ်းထုတ်ပြီးနဖျားတက်လန့်ကိုဖယ်စီလိုက်ပါတယ်တဖျက်ချင်တဲ့စိတ်များနဲ့ပြင်းနေတဲ့ဝလင်ကလှံဝံပြစ်လွတ်လိုက်ပါတယ်နဖျားတက်လန့်ကမင်းနဲ့နေတဲ့မိုးကျိုးလိုပဲအနေအောင်ငကားလေးကောင်စီကိုရောက်သွားပါတယ်ငကားငါးကောင်များအဖြစ်ပြောင်းလဲသွားသလိုပဲအရင်နဲ့တိုက်မိသွားပါတယ်ထို့ကြောင့်မြေကြီးကိုတုန်ခါစေတဲ့ကျေလောင်တဲ့အတန်တစ်ခုဟာဖြစ်ပေါ်လာပြီးကောင်းကင်ကပြုတ်ကွဲတော့မဲ့အတိုင်းပါပဲနဆိုးငကားတွေကပြက်ကွက်သွားပြီးနဖျားတက်လန့်ကလည်းကွက်ကျစ်သွားပါတယ် ်ဆိုးရိတ်ကဟင်းအောင်လိုက်ပြီးထိုးရကြောက်ဖြစ်ပေါ်လာတဲ့အားကောင်းတဲ့တိုက်ခိုက်မှုကြောင့်ဝလင်းကခြေလမ်းနှဲငယ်ဆုတ်သွားပြီးထိုးရကိုမှောင်မိုက်တဲ့အကြီးနဲ့ကြီးလိုက်ပါတယ်ဟင်းတန်ဘေဘီရန်တော့ဆိုးရိတ်ကလင်းကောက်သွားပြီးအပမန်ကွဲကျိတ်သွားပါတယ်ဆိုးရိတ်ကိုဖန်တီးခဲ့တဲ့မင်းနဲ့နေရဲ့ဝင်းကိုဝှထားတဲ့လူကောင်အောင်ပြိုလဲသွားပါတယ်သူတို့ပြိုလဲသွားရတဲ့ဝလင်းကခြေတန်းလှမ်းလိုက်ပြီးမင်းနဲ့နေရဲ့ဝင်းကိုဝှထားတဲ့လူတွေရဲ့ရှေ့ကိုအမြဲမဲရောက်သွားပါတယ်သူရဲ့ညာဘက်လက်ကိုဝင်းလိုက်တာနဲ့သူတို့ရဲ့ခေါင်းလေးအားလုံးကပြုတ်ကျသွားပါတယ်ခေါင်းလေးအားလုံးကပုံစံမတူပဲမင်းနဲ့နေရဲ့အမှုရည်နဲ့ဖုံးလန်းနေပါတယ်မင်းတို့ရဲ့ခေါင်းလေးကိုငါအတုံးဝင်းအောင်လုပ်ပေး မယ်ဝလင်ကပီတီယာမင်းနဲ့မင်းနဲ့နေတဲ့မျောစင်ကိုစိုက်ကြည့်လိုက်ပြီးသူ့ရဲ့မျက်လုံးတွေကထိမှရင်းနေတဲ့လူတစ်ယောက်စီကိုကြောက်တော့ပါတယ်ငါမင်းဟိုင်းကြာစင်းသောရေပြန့်ချိန်နဲ့ဆိုငါ့ကိုမင်းရတက်နိုင်ကောင်းကင်အကြေးချင်းလင်းရဲ့တောင်နေမြေပကြီးကအထီးကျန်တဲကနာအထေကမိကောအမွေကိုမင်းရရနိုင်ခွင့်ရှိတယ် သူကမိကုန်းကိုတန်ချက်ကောက်ကိုဝှထားပြီးသူ့ရဲ့ခန္ဓာကိုယ်ကနေနဆိုးဆွမ်းအင်းတွေကထွက်လာနေပါတယ်။သူ့ရဲ့နောက်မှာနဆိုးရည်တစ်ခုကလည်းဖျက်ဆီးထားပါသေးတယ်။အနေအောင်တဲကန္နာကနေတသားတဲကျနေတယ်လို့သူကရက်နေပါတယ်။မိကုန်းကတန်ချက်ကောက်အုပ်ကသူ့ရဲ့မျက်နှာကိုမမြင်နိုင်ပါဘူး။တသမောအုပ်ကစိတ်ဝင်စားတဲ့အကြည့်နဲ့အိဆရဲမျက်လုံးလေးကိုသာမြင်နိုင်ပါတယ်။သူ့ရဲ့အတန်ခံစားချက်မဲ့ပြီးပြချက်ချက်ပါပဲ။သူကစကားပြောတဲ့အခါသူ့ရဲ့အကြည့်အားဝင်လင်းစီမှာပဲရှိနေပါတယ်။ဝင်လင်းရဲ့မျက်နှာကတော့မှိုင်မဲနေပါတယ်။သူကလက်ကိုဝင်ရိုက်လိုက်တာနဲ့ခေါင်းနဲ့အားလုံးကိုသူ့ရဲ့တူတော်အိတ်ထဲကိုထည့်လိုက်ပါတယ်။ပြီးတော့မေဟိုင်လို့ခေါ်တဲ့လူကိုကြည့်လိုက်ပါ ါတယ်သူရဲ့ကြင်ကြံမှုအစင်ရနိဗ္ဗာန်တန်ဆင်သူအစင်ထက်မနစ်ကြောက်ဆိုတာခံစားရပါတယ်ပို့ပြီးတော့ထူးဆန်းတာနဆိုးဆွမ်းရဲ့အပြင်ကောင်းလေးဝိညာဉ်ဆွမ်းရင်းကလည်းရှိနေပါသေးတယ်ဝလင်ကထိုလ်လူကိုကြည့်ပြီးပြင်ရင်စွာနဲ့မေးလိုက်ပါတယ်ဒီမှာငါတယောက်ထဲလားထိုလ်လူကခဏတတွေးပြီးခေါင်းကိုခံလိုက်ပါတယ်ပြီးတော့သူ့ရဲ့မျက်လုံးတွေကရုတ်တရက်တောက်ပလာကဖြည်းဖြည်းချင်းပြောလိုက်ပါတယ်ငေါ့မင်းကအနိုင်ယူနိုင်အားလုံးကိုသိလိုက်မယ် ထိုတို့ပြောပြီးသူကခြေတလန်လှမ်းလိုက်ပါတယ်ထိုခြေလန်နဲ့မျောစင်ပေါ်ကနေခုန်ဆင်းလိုက်ပါတယ်လီထဲမှာရက်နေတဲ့အခါသူ့ရဲ့ညာဘက်လက်နဲ့လီဟာနေကိုရဆက်စွာဆုတ်ကန်လိုက်ပါတယ်မဲနဲ့နေတဲ့မိကုံအကူကပေါ်လာပြီးဝင်လင်းစီကိုပြစ်လိုက်ပါတယ်မဲနဲ့နေတဲ့မိကုံအကူကလီဟာနေကိုတော့ဖျက်တောက်နိုင်တဲ့ပုံရပါတယ်သူတို့ကရွေလျားတဲ့အခါကောင်းကင်းကိုဖျက်တောက်ထားသလိုကြောက်စရာကောင်းတဲ့အမတန်းကားကူကပေါ်လာပါတယ်ဝင်လင်းရဲ့မျက်ဝန်းတွေကကျဉ်သွားပြီးခြေလန်နဲ့ငယ်ဆုတ်လိုက်ပါတယ်မဲနဲ့နေတဲ့မိကုံကဝင်လင်းရှိနေတဲ့မြေပြင်ကိုထိမှန်ပြီးတဲရိအများကြီးကလွင့်ပြီးတော့မြင့်တက်လာပါတယ်တဲလိုက်နေရလေလီထဲကိုပေးရပုံများစွာမြင့်တက်လာပြီး ဝင်လင်းဖို့ပြူကြလာပါတယ်ဝင်လင်းရဲ့မျက်လုံးတွေကတောက်ပေါက်လာပြီးညာဘက်ကလက်တစိတ်တစ်ခုကိုဖေးလိုက်ပါတယ်ပြီးတော့ရှေ့ကိုလူမျိုးထုကအော်ဟစ်လိုက်ပါတယ်မိုးစင့်ခေါ်ခြင်း ထုတ်ထုတ်ပြောပြီးကောင်းကင်ရဲ့အရှောင်ကပြောင်းလဲသွားကမူဇရီမီးမတွနိုင်အောင်ပေါ်လာပါတယ်ဝင်လင်ရဲ့စကားနဲ့အတူမူဇရီကတလင်းကြောက်တွေအဖြစ်ပြောင်းလဲပြီးကြာဆင်းလာပါတယ်ထိုမူဇရီမှာကဘာရဲ့မူလဆွမ်းအင်ကပေါင်းပြီးပါတယ်မူနဲ့တိုက်မိတဲ့အခါတဲရီကတဲတဲစိတ်နဲ့ပောက်ကွဲတတ်တဲ့အတူပြောက်ွက်သွားပါတယ်ဝင်လင်ကမင်းမနာဆက်ပြီးတော့ဆုတ်ခွာသွားပါတယ်သူ့ရဲ့လက်တွေကလက်တစိတ်တွေကိုဆက်ပြီးဖက်စီးနေပြီးမိုးရီကလည်းစူဝေးလာနေပါတယ်ပေတတောင်းတွင်းရအရာအလုံးကမူဇရီနဲ့ဖုံးလွှမ်းသွားပါတယ်ကောင်းကင်ကနေကြာဆင်းလာတဲ့မူကဝင်လင်ကလက်ကိုဝင်ရင်လိုက်တာနဲ့ခြုံထက်တဲ့ဓာတ်သားတွေလိုရှေ့ကိုပြုတ်လွှတ်လိုက်ပါတယ်ကောင်းကင်ကိုတုန်ခါစီ တဲ့တချင်းချင်းမိတန်နဲ့အတူမိုးရဲတိုက်ခိုက်မှုအောက်မှာတဲလိုင်းကြီးကအမြဲတမ်းပြတ်ကွက်သွားပါတယ်။ထိုအချိန်မှာမေဟိုင်းလို့ခေါ်တဲ့လူကရှေးကိုပြေးဝင်သွားပြီးတဲလိုင်းကိုတက်တက်ဖြတ်ပြေးသွားပါတယ်။သူကရှေးကိုလက်ညှိုးနဲ့ထိုးကနှင်သာစွာနဲ့ပြောလိုက်ပါတယ်။ တဲပေါက်ခွဲခြင်းသူရှိရမြေပြင်ပေါ်ကတဲရီရလည်းတွန်းခေါသွားပြီးရုတ်တရက်လီတွေကိုမြင်တက်လာပါတယ်ပြီးတော့ဝင်လင်းစီကိုအယမျက်နှာအာလုံးကနေပြေးဝင်လာပါတယ်ပူဝေတဲ့နေရာတွေကတော့အဆုံးမရှိတဲ့တဲရီရထိုနေရာစီကိုစူဝေးလာတဲ့ပုံရပါတယ်မျက်စိတစုံမြင်နိုင်တဲ့တဲရီပါတဲရီရအယံဥမှမြင်ပါတယ်ဝင်လင်းကိုဝမ်းမြူဖို့အတွက်ကြိုးစားနေသလိုအယမျက်နှာအာလုံးကနေလာနေပါတယ်အပေါ်ကနေကြီးမဲ့ဆိုရင်တဲလိုက်နေရာစူဝေးနေတာကိုမြင်ရပါလိမ့်မယ်ဝလင်းရဲ့မျက်နှာကလည်းပြောင်းလဲသွားပြီးတခခုကိုတွေးထုတ်လိုက်ပါလေငရေပုံ၁၈တက်ကောင်းကင်တစိခတ်တုံးကလည်းထွက်လာပြီးတောင်ငယ်လေးတစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်ပြီးတော့သူ ကအဟိလိုက်ပါတယ် ယတနာလက်နက်တိုက်သူရဲ့ညာဘက်လက်အောင်လဲဝင်ရလိုက်ပါတယ်ကောင်းဝင်းတစ်ခွင်မှာတမောက်ဖွဲ့ရောက်အတန်တစ်ခုကပြတင်ထပ်သွားပြီးဝင်လင်းကလက်ကိုဝင်ရလိုက်တာနဲ့ကဘာကြီးကိုအလင်းစက်တွေနဲ့ပြင်းထန်သွားစေပါတယ်သွေးပူပီးရဲ့ဝင်းညင်အပါဝင်ဝင်းညင်နေမီမတနိုင်အောင်ပေါ်လာပါတယ်ဝင်လင်းတက်ခဲတဲ့လူတွေရဲ့ဝင်းညင်နေနဲ့ကောင်းဝင်းဝင်းညင်နေအမြောက်များရလဲရှိပါတယ်ဝင်လင်းရဲ့ဒီပညာနဲ့ခေါဆောင်ခံရတဲ့ထိုလူတွေကအော်ဟစ်လိုက်ကြပါတယ်ထိုအော်တန်တွေကတဲရီရဲ့တူဝီမီတန်အပါဝင်ကဘာပေါ်ကအတန်အားလုံးနေရာကိုအစားထိုးလိုက်ပါတယ်ထိုတိုက်ပွဲဝင်းညင်နေကဝင်လင်းရဲ့ပလက်မှာရက်နေပါတယ်ဝင်လင်းရဲ့အတွေ့တစ်ခုနဲ့ထိုဝင်းညင်နေကပြုတ်ထွက်သွားပါတယ်သူတို့ ခင်မှာတေဘိုဘီရဲ့ဝိညာဉ်ကတော့ရက်ဆက်ဆုံးပါသူကတေကျော်တွေထောင်းနေတဲ့မျက်လုံးနဲ့ဝင်လင်းကိုလှည့်ကြည့်လိုက်ပါတယ်ဒိုးသားရင်ဒေါသမထွက်ပဲအော်ဟစ်ပြီးရှေ့ကိုပြေးထွက်သွားပါတယ်အယူရီလိုဖိနစ်ပုံရတဲ့ကောင်းကင်ဝိညာဉ်အမြောက်များကလည်းပုံဝင်ချင်းကိုခုံလိုက်ကြပါတယ်ထိုဝိညာဉ်တွေထဲမှာတစ်ဖက်ချင်းနေပေရလူတွေကလည်းရှိပါတယ်သူတို့ကအစ်တထပ်ပေါင်းလာတဲ့လူတွေဖြစ်ပြီးပေါ်လာတဲ့တစ်ဖက်လူတွေအချိန်ဝါတွေကထိုနေရာတစ်ခုလုံးကိုပြင်းထန်သွားပါတယ်တဲမုံနဲ့အမြောက်များကလည်းဝင်လင်းစီကိုပြန်တန်းလာပြီးဝိညာဉ်တွေထိတွေ့တဲ့အခါကဘာတစ်ခုလုံးမှမဆုံးနိုင်တဲ့တုံးမီဟိန်တန်နေရာပိတ်တင်ထပ်သွားပါတယ်မင်းဟန်ကတင်ငင်နဲ့မျက်နှာနဲ့သူ့ရဲ့မျက်ခုံးတစ်ခု ကြောင်လင်ညွန်းနဲ့ထိုးလိုက်ပါတယ်မြခုံကနေအဖြူအောင်အလင်းတစ်ခုကလည်းထွက်လာပြီးသုံးလမလောက်ရှိတဲ့ဓာတ်ချောင်းကဖြစ်လာပါတယ်ထိုဓာတ်ကလုံအောင်အဖြူအောင်ဖြစ်ပြီးပေါ်လာတဲ့အချိန်မှာအန်းတင်းစရာဓာတ်ရှိမှတစ်ခုကိုထွက်လွတ်လိုက်ပါတယ်ထိုဓာတ်ရှိမှအရန်ဝပင်ထန်လွန်လို့ကောင်းကင်ရုံတော်ဖုတ်ထင်းသွားစေနိုင်လောက်ပါတယ်ဒီဓာတ်ကိုကောင်းကင်ဧကရေကငေါ့ကိုပေးရခဲ့တာဖန်ကျူးလို့ခေါ်တယ် မင်းဟန်ရဲ့အတံမှာဝန်နေတဲ့လီတန်တစ်ချက်ကပေါဝင်ပြီးသူ့ရဲ့လက်ထဲကဓာလီကိုပြစ်လွှတ်လိုက်ပါတယ်။ဒါကပြန်တန်းလာတဲ့အခါအဖျော်အလင်းနဲ့တစ်ခုကလက်သွားပါတယ်။အရန်အောင်မြန်လွန်းလို့ဝန်လင်းစီကိုဥတီနေတဲ့အဖျော်မင်းကြောင်တစ်ကြောင်လို့ဖြစ်သွားပါတယ်။ဒီဒါမှဝိညာဉ်ရှိတယ် ဒီဓာတ်နဲ့တည်ဆုံးရတာမင်းတွက်ကကန်ကောင်းခြင်းပဲမင်းဟိုင်ကတူတူလေးညှို့လိုက်ပါတယ်သူရဲ့မျက်နှာအနိထားတော့မမြင်နိုင်ပေမဲ့ညှို့တန်ကတော့မင်းနဲ့နေတဲ့အမွှေးကိုဖောက်ထင်းပြီးဝလင်ရဲ့နားရည်ကိုရောက်လာပါတယ်ဝလင်ကစဉ်းစားမနေပဲသူရဲ့ညာလက်ကိုလက်သီးဆုပ်ပြီးသူရဲ့နောက်ကွက်မှာရှီအောင်နှဖျားရဲ့အရေးကပေါ်လာပါတယ်ပြီးတော့တဲမုံတွေကိုဖျက်ချော့ပြီးဖီအောင်လင်းစီကိုလက်သီးနဲ့ထိုးလိုက်ပါတယ်ကျေလောင်နဲ့ပောက်ကွဲတန်တဲ့အတူဝလင်ရဲ့ရှေ့မှာလီစင်တမောင်တစ်ခုကပေါ်လာပြီးတဲတွေအားလုံးကလွေးစင်သွားကအဖီအောင်လင်းနဲ့တိုက်မိသွားပါတယ်ကောင်းကင်းကိုတွန်လို့စီတဲ့ဓာတ်အချိန်ကထိုးချိန်မှာပောက်ကွဲထွက်လာပါတယ်လင်းထန်းဟိုးရဲ့ဓ ဓာတ်ရှိန်ဝါထန်းတော်အများကြီးနေကြပါတယ်ထိုဓာတ်ရှိန်ဝါတက်တန့်လို့ဖြစ်ပြီးပိုလာတဲ့အချိန်မှာဝင်လင်းရဲ့လက်တီးကနေဖြစ်ပေါ်လာတဲ့လေဆင်နှမောင်းကအလေအနီပြုတ်ကွဲသွားပါတယ်နှစ်ချမ်းကွဲသွားပါတယ်ဝင်လင်းရဲ့မျက်နှာကလည်းညှို့ငက်သွားပြီးဆက်လက်ဆုတ်ခွာသွားကလက်တီးတွေနဲ့ထိုးနေပါတယ်တုံးမီဟိန်တန်တွေကိုလည်းစရိုက်ကြပြီးပီလထောင်ကျော်လောက်ဆုတ်ခွာပြီးမှဓာတ်ရှိန်ဝါကိုရှောင်းလွှဲလိုက်ခဲ့ပါတယ်မင်းဟိုင်းရဲ့မျက်လုံးတွေမှာစိတ်ပြအငဲ့မှုတစ်ချက်ကပေါ်လာပြီးမျော်စင်တွေကိုပြောင်းဝင်သွားဖို့အတွက်လက်ထွက်သွားပါတယ် ုဓာလီကဝင်လင်းရဲ့လက်သေးလေးကနေထပ်ပေါ်လာတဲ့ line နဲ့အားလုံးကိုဖောက်ထွင်းသွားခဲ့ပါတယ်။ပြီးတော့လက်သွားပြီးဝင်လင်းစီကိုပြုတ်လွတ်လိုက်တဲ့အဖျော်လင်းတစ်ခုအဖြစ်ပြောင်းသွားပါတယ်။ဝင်လင်းကမြေမောင်ချုပ်ပြီးသူ့ရဲ့ညာဘက်မျက်လုံးမှာအပြောင်လင်းတစ်ခုကလက်သွားပါတယ်။ဝင်လင်းရဲ့ရှေ့မှာအပြောင်ဒိုင်းတစ်ခုကပေါ်လာပြီးအဖျော်အလင်းနဲ့ပေါင်းဆက်တိုက်မိသွားပါတယ်။တဖြောင်းဖြောင်းမီဟိန်တန်ကြီးကလည်းပြင်းထန်ထသွားပြီးဝင်လင်းရဲ့နောက်ကွယ်ဟာရှီယောင်းနှဖျားရဲ့ရိတ်ကပို့ပြီးတော့ခိုင်မာလာပါတယ်။ရှီယောင်းနှဖျားရဲ့ကျယ်ဒီကဖိဖိချင်းလေပန်းနေရင်သူကတိတ်တဆိတ်နဲ့စဉ်းစားနေပါတယ်။ 2cc ကနေအမွေဆက်ခံရတဲ့မှတ်ညံ့နေရသူ့ရဲ့စိတ်ထဲမှာလက်သွားပါတယ်။ အတောပြပြရှူတင်ပြီးရတော့ဝလင်ကသူ့ရဲ့လက်တွေကိုသူ့ရဲ့ခန္ဓာကိုယ်ရှိမှကာရလိုက်ပါတယ်ပြီးတော့သူ့ရဲ့လက်ချောင်းတွေကိုထူဆန်းတဲ့လက်တစိတ်တစ်ခုဖိအောင်ရလိုက်ပါတယ်ကောင်းကင်ရဲ့ကောင်းမှုကိုလူယူစစ်ကြောဘရာရဲ့ဝိညာဉ်ကိုယူရှေခိအမိတ်ကိုစူးစီးထာဝရအောင်မိ ရှိအောင်နှဖျားဘာသာစကားဝင်လင်းရဲ့ပါဇက်ကနေဖြည်းဖြည်းချင်းထွက်လာပါလေ။သူကပြောတဲ့အခါဝင်လင်းရဲ့နောက်ခွေရာရှိအောင်နှဖျားကလည်းအတူတူပဲလက်တစိုက်ကိုဖွဲလိုက်ပါလေ။ဝင်လင်းကရှိအောင်နှဖျားနီးပညာတွေအများကြီးကိုအမွေဆက်ခံရပေမဲ့ကျင်ငါပွင့်မယ်ရှိတဲ့ရှိအောင်နှဖျားတစ်ပါးထိုထဲကအနေငယ်ဥသာအသုံးပြုနိုင်ပါလေ။ရှေးဘူးဘီးရဲ့စွမ်းအုပ်ကိုခေါ်ယူခြင်းနဲ့ နဖျားတက်လှန်ကိုစင့်ခေါ်ခြင်းဖြင့်ထုံနီပညာအားလည်းရှိပါသေးတယ်။ထုံနီပညာကကျင်ကာပွင့်ရှေးအောင်နဖျားတစ်ပါးအသုံးပြုနိုင်တဲ့စွမ်းအားရဲ့အမြင့်ဆုံးစွမ်းအားဖြစ်ပြီးကောင်းမှုဝိညာဉ်လို့ခေါ်ပါတယ်။အဖျော်ဓာအစားထုံနီပညာကိုမင်းဟိုင်းဆိုတဲ့လူကိုပြစ်မှတ်ထားခဲ့ပါတယ်။ဝန်လေးရဲ့မျက်လုံးတွေမှာမှင်စာလေးတန်းများပေါ်လာပြီးလက်တစိုက်ကိုရှေးကိုတွန်းထွက်လိုက်ပါတယ်။ရှေးအောင်နဖျားရဲ့စွမ်းအားအမြောက်များသူ့ရဲ့ခန္ဓာကိုယ်ထဲမှာပြည့်နှက်သွားပြီးသူ့ရဲ့လက်ထဲကလက်တစိုက်ပေါ်မှာအမြင်မဲ့ဆူဆီးသွားပါတယ်။ကောင်းကင်ရဲ့ကောင်းမှုလူယူ ်ထိုးအချိန်မှာကဘာတစ်ခုလုံးကပြောင်းလဲသွားပါတယ်မှုန်ပိုင်းနေတဲ့ကောင်းငင်ဟာအီယာမလက်တစုံနဲ့ဆွဲဖဲခံလဲရသလိုပဲပဝင်းချင်းဟာတဲအားလုံးကတုံလို့ခြောက်ချောင်းမှုလိုင်းတစ်ခုကြောက်ချက်ချင်းပဲလွစင်သွားပါတယ်ထိုးရာယတနာတိုက်ကဝိညာဉ်တွေကိုရှေ့ကိုတဟုန်တိုးတလှစီပါတယ်နဆိုးဝိညာဉ်ပြရဲ့အပြင်ဘက်လီဟာနေထဲမှာကဘာကြီးကပြောင်းလဲသွားပြီးမဆုံးနိုင်တဲ့မူလဆွမ်းရင်းတွေကစူဝေးလာပါတယ်ထိုမူလဆွမ်းရင်းတွေကအရှိနဆိုးဝိညာဉ်ပင်လယ်ရဲ့ဝေကဲကိုဖောက်ထင်းပြီးအတွင်းထဲကိုဝင်ရောက်လာပါတယ်နဆိုးဝိညာဉ်ပြအတွင်းကအရာအလုံးကိုဖောက်ထင်းပြီး ၎င်းကိုကောင်ဖဲစီမှုအစဉ်ရနေတဲ့စဉ်ပစ္စမခုထဲကိုဝင်ရောက်သွားပါတယ်ထိုအချိန်မှာတိသားတော်မုံမှာထိုင်ပြီးမဲနှဲ့နေတဲ့မြူရီနဲ့ဖုံးထားတဲ့လူရှိမှကြောက်စင်းပလင်းဖြူကပြင်းထန်အောင်တုန်ခါလာပါတယ်မဲနှဲ့နေတဲ့မြူရီကနေအတန်တစ်ခုကထွက်လာပါတယ်မြူရီထဲကလူရဲ့မျက်လုံးတွေကနေရုတ်တရက်မှင်းစာလေးများထွက်လာပြီးရုတ်တရက်မော့ချိလိုက်ပါတယ်မဲနှဲ့နေတဲ့ဝဲကဲတစ်ခုကပေါ်လာပြီးမူလဆွမ်းအားတွေကဝဲကဲထဲကနေကြောက်စင်းပလင်းစီကိုတဟုန်တိုးဝင်ရောက်လာပါတယ်အပြင်ကဘာကဆွမ်းအားကိုဆွဲယူနိုင်ခဲ့တယ်မဲနှဲ့နေတဲ့မြူရီထဲကလူရဲ့အတန်မှာအံ့အသင့်မှုများပြင်းထန်နေပါတယ် လူလေးယောက်ကိုပဲအာယုံဆိုင်ဖို့လိုရလို့ထင်ခဲ့ပေမယ့်မမျော်လင့်ပဲနောက်ထပ်တစ်ယောက်ကရှိနေသေးရဲ့မင်းနဲ့နေတဲ့မြွေထရေကနေတူတူညီတန့်တစ်ခုကထွက်ပေါ်လာပြီးသူ့ရဲ့မျက်လုံးတွေကတောက်ပသွားပါတယ်ခြောက်ဆင်းပလင်းရနေခြောက်သွေးနေတဲ့လက်တဖက်ထွက်လာပြီးရဆက်စွာနဲ့ညှစ်လိုက်ပါတယ်တခုန်တိုးဝင်ရောက်လာတဲ့မူလာစွာကလည်းပြုတ်ကွဲပြီးအမြန်ဆန်နဲ့ပြက်ကွက်သွားပါတယ်မင်းနဲ့နေတဲ့မြွေထရေကထိုလ်လူကဝင်ရောက်လာတဲ့မူလာစွာကိုဖျက်ဆီးလိုက်တဲ့အချိန်မှာဝင်လင်းရဲ့ရှီယောင်းနှဖျားဘာသာစကားအနေအောင်တဲခန္ဓာအထဲမှာထမှန်ပြီးတော့ပြင်းထန်ထွက်သွားပါတယ် စစ်တော်တော်ဝဉ္ဉ်ယူသူကပြောပြီးရင်တော့ဝင်လင်းရဲ့နောက်ွယ်ရာရှီအောင်တစ်ဖက်ရဲ့အရေးကကောင်းကင်နယ်မြေကြီးကိုတွန်းလို့စီတဲ့အော်တန်ကိုပြလိုက်ပါတယ်ထို့အော်တန်ကကဘာကြီးကိုကွဲရသွားစေပြီးတောင်လေးရဲ့ဝဉ္ဉ်ကျေစင်ကောင်းကင်ရဲ့ဝဉ္ဉ်နဲ့စစ်ကြဝရာရဲ့ဝဉ္ဉ်ကိုထိုးယူနိုင်တယ်လို့ပဲစစ်ကြဝရာမှာဝဉ္ဉ်ရာမရှိပေမဲ့ထိုရှီအောင်တစ်ဖက်နီးပညာကနေစစ်ကြဝရာကနေအလိုဆန္ဒတစ်ခုကိုထိုးယူနိုင်ပါတယ်ထိုရာအလွန်အစွမ်းထက်တဲ့ရှီအောင်တစ်ဖက်နီးပညာတစ်ခုဖြစ်ပေမဲ့ပြသနိုင်တဲ့စွမ်းအားပမာဏကအုံပြုသူရဲ့စွမ်းရည်ပေါ်မှာမူတည်ပါတယ်ကျေကိုးဝင်ရှိတဲ့ရှီအောင်တစ်ဖက်တစ်ပါးကောင်းမှုဝဉ္ဉ်ကို င်ကိုအသုံးပြုရင်စစ်ကြောရာရဲ့ဝိညာဉ်ကိုထုတ်ယူနိုင်မှာမကကဘာကြီးရဲ့ဥပဒေသားတွေကိုပါထုတ်ယူနိုင်ပြီးကောင်းကင်ကိုပြောင်းလဲဖို့အတွက်အသုံးပြုနိုင်ပါတယ်။ဝင်လင်းကကျင်ကားပွင့်မဲ့ရှိသေးရကြောင်းထိုးရာတွေအားလုံးတော့မလုံးနိုင်ပါဘူး။ဒါဝရင်သူကတုံဝင်ရှိအောင်နှဖျားဖြစ်တာကြောင့်အနေရောင်တဲခန္ဓာရောက်ကိုတော့တုံလို့စေနိုင်ပါတယ်။တစ်သားတရားပေါ်ကနဆိုးရိတ်ကမူလဆွေရင်ကိုဖျက်ဆီးလိုက်တဲ့အချိန်မှာပဲကြောက်စင်းပလင်းဖြူကပြင်းရင်ထံကိုတုံခါလာပါတယ်။အတွင်းထဲကစွမ်းအားတစ်ခုကအတွင်းပန်းရံနေဆုပ်ယူနေတယ်လို့ပဲပလင်းဝါကိုပိတ်ဆို့ထားတဲ့မဲနဲ့နေတဲ့အဖုံကတုံခါပြီးပလင်းတွေကနေဆုပ်ယူခံရတော့မဲ့လားဆွဲချခံရရ ရပါတယ်။မှောင်မိုက်တဲ့မြူတွေကထိုလူရဲ့မျက်လုံးတွေကနေမျက်စာအလေးနဲ့တစ်ခုလိုပတ်ကွက်ထလာပါတယ်။ကောင်းကင်ရဲ့ကောင်းမှုလူယူသူကထိုတို့ပြောပြီးရင်တော့အပြင်ကနေဆင်းခေါ်လိုက်တဲ့မူလစွမ်းအားတွေကပိတ်ဆို့ခံရပေမဲ့သူ့ရဲ့ကိုယ်ပိုင်မူလစွမ်းအားကရှေးအောင်နှဖျားစွမ်းအားနဲ့ရောနှောပြီးသူ့ရဲ့လက်ထဲကိုမရောက်သွားပါတယ်။သူ့ရဲ့မူလစွမ်းအားကထွက်ခွာသွားတဲ့အချိန်မှာဝလင်ရဲ့လက်တရားနဲ့ဖျက်ဆီးထားတဲ့လက်တစိကနေအဖျော်မင်းကြောင်တစ်ခုကပေါ်လာပါတယ်။စစ်ကြောဘရာရဲ့ဝိညာဉ်ကိုယူ ပြီးတော့အနေအောင်တဲခနာအထဲမှာမှုတ်တိုင်းတစ်ခုကဖြစ်ပေါ်စီပါတယ်။လေပြင်းနေရာမှုတ်တိုင်းထန့်နေတဲ့အချိန်မှာကဘာတွေရဲ့မင်းနဲ့နေတဲ့အငွေ့တွေကပေါ်လာပြီးဝင်လင်းရဲ့အရှိမှာမင်းနဲ့နေတဲ့မင်းတောင်အဖြစ်ပေါင်းဆက်သွားပါတယ်။ထုံမင်းကြောင်နှစ်ကြောင်ကအပြန်လန်တုတ်ပြက်ပြီးစိန်ပုံတရံမှုတ်ထင်းစာတစ်ခုကဖြစ်ပေါ်လာပါတယ်။ထုံမှုတ်ထင်းစာတတူးမျိုးနဲ့ဇူကမှုတ်ထင်းစာတွေထဲကျော်လွန်နေပါတယ်။အရန်ဝန်ရှုပ်ထွေးလုံးလို့ကြည့်ုံနေတဲ့မူးဝေးသွားစေနိုင်ပါတယ်။ရှေးခေအမိတ်စူစီထော်ရော့အောင်မိတ်ဝင်လင်းကနောက်ဆုံးစာကြောင်ကိုပြောလိုက်တဲ့အချိန်မှာစိန်ပုံစံမှုတ်ထင်းစာကနေမင်းနဲ့နေတဲ့အဖြစ်အလင်းတစ်ခုကိုထုတ်လုပ်ပြီးဖိဖိချင်းရှေးကိုယူလျောက်သွားပါတယ်။ ဂျူလီယာနေတဲ့အချိန်မှာစင်ပုံစံမော်ထွင်းစာပေတတောင်းကျော်အထိဆက်လက်ကျယ်ပြန့်လာပါတယ်။ကောင်းကင်းကိုရောက်နေတဲ့နေရန်တစ်ခုလိုဖြစ်နေပြီးဆက်ပြီးတော့အပေါ်တွန်းပို့နေပါတယ်။တမုံမုံမီဟိန်တန်နေရလဲပြင်းထန်နေပြီးမိမ့်မိုင်းနေတဲ့ကောင်းကင်းကိုတိုးပို့ခံလိုက်ရပါတယ်။မြေပြင်ပေါ်ကအနေအောင်တဲရီရတော့တိုးပို့ခံလိုက်ရပါတယ်။တဲရီရဲ့တီရှိမှုကိုဖြည့်ဆည်းပစ်လိုက်သလိုပဲအီယာမားစင်ပုံမော်ထွင်းစာကိုကဘာပေါ်ကနေရာတိုင်းကနေရှင်းလင်းလင်းမြင်နိုင်ပါတယ်။ရှေးကိုဂျူလီယာနေတဲ့အချိန်မှာရှေးရအရာအလုံးကပျက်စီးသွားပါတယ်။ဝန်လေးမှမောပန်းနေတဲ့အမှုရာတစ်ခုကပေါ်လာပါတယ်။သူ့ရဲ့ရှေးအောင်နှဖျားဆွမ်းနဲ့ထုန်နီးပညာကိုအသုံးပြုဖို့ကမလွယ်ဘူးပါဘူး။ ထို့ကြောင့်သူကအရင်ကတခါမှမတုံးဘူးပေါ့ထိုးတိုက်ပွဲကသူထွက်နိုင်လားမထွက်နိုင်ဘူးလားဆိုတာဆုံးဖြတ်ပေးမယ့်တိုက်ပွဲမဟုတ်ရင်သူကမတုံးပါဘူးမင်းဟိုင်းဆိုတဲ့ထိုလ်လူကနိဗ္ဗာန်တန်းစင်သူကြီးညံ့သူလောက်ပဲတန်ပါပေမဲ့သူအသုံးပြုတဲ့ဤပညာတွေနဲ့ယတနာတွေကကောင်းကင်အောင်တုံလို့စီနိုင်ပါတယ်တဝုံဝုံမီဟိန်းတန်နေရပက်တင်ထန်းနေတဲ့အချိန်မှာအဖြူအောင်ဒါကတုံးမိုးခံလိုက်ရပြီဒါတိတ်သွားတခုကကောင်းကင်တခွင်မှာပက်တင်ထက်သွားပါတယ်မျောစင်းနေကိုပြန်လျှောက်လာတဲ့မင်းဟိုင်းကလည်းတုံလို့သွားပြီးပြန်လဲကြည့်လိုက်ပါတယ်ဖြည်းဖြည်းချင်းချင်းကလာတဲ့စိန်ပုံစံမော်ထွင်းစားကိုမြင်တဲ့အခါသူ့ရဲ့မျက်လုံးတွေကတောက်ပသွားပါတယ် မင်းရဲ့အနှစ်သာရရှေးဟောင်းနှစ်ဖျားလားချီကျဉ်ညံသူလားဆိုတာငါကယူမဆိုင်ဘူး ဒီလိုနီးပညာကိုပြသနိုင်တယ်ဆိုတော့ကောင်းကင်ဧကရေကပေးတဲ့ဓာတ်ရဲ့အစိမ့်မှန်ပုံစံကိုမြင်ဖို့အတွက်မင်းရအရေးချင်းပြမိတယ်။သူကပြောနေတဲ့အချိန်မှာရှေ့ကိုလညွန်းနဲ့ထိုးလိုက်ပါတယ်။တွန်းမိုးခံလိုက်ရတဲ့အဖြစ်အောင်ဓာတ်ကတွန်းခါပြီးကောင်းကင်ကိုဖောက်ထင်းသွားနိုင်တဲ့ဓာတ်ရှိန်မှန်ကိုထုတ်လိုက်ပါတယ်။ထိုးအချိန်မှာကောင်းကင်တစ်ခုလုံးကဓာတ်ရိတ်တွေနဲ့ဖုံးသွားပါတယ်။ရှေ့အောင်ဓာတ်ရဲ့ယူရချက်ကရုတ်တရက်ကဘာကြီးကိုပြင်းနေသွားပြီးရှေ့အောင်ဓာတ်ရှိန်မှန်တစ်ခုကိုထုတ်လိုက်ပါတယ်။ဓာတ်ကထိုးရှေ့အောင်ဓာတ်ရဲ့ယူရချက်ကိုအနေအောင်တဲခန့်တာအပေါ်ဆင်းသက်လာစေပါတယ်။ဓာတ်ရဲ့ယူရချက်ကဆင်းသက်လာတဲ့အခါကောင်းကင်ကဓာတ်ရိတ်တွေရဲ့နောက်ကွယ်မှာ ာရှေးအောင်လူတွေရဲ့ပုံရိပ်အမျိုးကားပေါ်လာပါတယ်သူတို့တယောက်ချင်းစီရဲ့လက်ထဲမှာဓာတ်ထောင်းစီကိုခိုင်ဆောင်သွားပါတယ်ပြီးတော့အဖျော်အောင်တာကအဖျော်အောင်လင်းတစ်ခုဖြစ်ပြောင်းလဲပြီးစိန်ပုံစံမော်ထွန်းစာစီကိုတဟုန်တိုးဝင်ရောက်သွားပါတယ်ကောင်းကင်ကပုံရိပ်တွေကလည်းယူလျက်လာပါတယ်သူတို့ကယူလျက်ရတဲ့အခါဓာတ်အချိန်ဝါတွေအမြောက်အများကိုထုတ်လွှတ်လိုက်ကြပါတယ်ထိုအချိန်မှာကောင်းကင်ကဓာတ်ရဲ့ကဘာတစ်ခုဖြစ်သွားပါတယ်အဖျော်အောင်တာရဲ့တိုက်ခိုက်မှုအောက်မှာထိုဓာတ်အချိန်ဝါတွေကစိန်ပုံစံမော်ထွန်းစာစီကိုဝင်ရောက်လာပါတယ်အဖျော်အောင်တာကအများဆုံးယူလျက်ရပြီးစိန်ပုံစံမော်ထွန်းစာနဲ့ရုတ်တရက်ပေါင်းဆက်တိုက်မိသွားပါတယ်မော်ထွန်းစာအပေါ်မှာလှိုင်းနှင်းအများကြီးကပြန့်နှံ့သွားပြီးကောင်း င်းကြီးကဓာတ်အဆိုင်ဝါဆင်းသက်လာပါတယ်လူအမြောက်များဓာတ်အဆိုင်ဝါတွေထွက်လို့နေတယ်ဓာနီးပြူဟာအမျိုးကိုအသုံးပြုနေတယ်လို့ဖြစ်နေပြီးသူတို့အလုံးကပေါင်းစီပြီးစိန်ပုံစံမော်ထွင်းစာစီကိုပြစ်လွတ်လိုက်တဲ့ကြောင်းမဖွဲရာကောင်းတဲ့ဓာတ်ရည်ရွယ်ချက်ကဖြစ်လာပါတယ်စိန်ပုံစံမော်ထွင်းစာကပြင်းရင်ထံကိုတုံခါသွားပါတယ်တုံခါနေတဲ့အချိန်မှာခြေလုံးနဲ့မြေရင်တက်တကူကပိတ်တင်ထပ်သွားပါတယ်ဝယ်လင်းရဲ့ခန္ဓာကိုယ်ကလည်းတွန်လှုပ်သွားပြီးသွေးတွေအများကြီးကထွက်လာပါတယ်လက်ရှိကျင့်ကြံမှုအစဉ်နဲ့ထိုနီးပြညောက်အသုံးပြုလို့နောက်ဆက်တွဲရလောက်ကိုခံစားရပါလိမ့်မယ်ဝယ်လင်းရဲ့မျက်လုံးတွေမှာအိဆက်မှုများပေါ်လာပြီးရှေးကိုစိုက်ကြည့်နေပါတယ်သူရဲ့ရှီယောင်းနှဖျားကျယ်တွေက အမြန်ဆန်လေပတ်နေပြီးရှီယုံနှဖျားရဲ့စွမ်းအားအမြောက်များစိန်ပုံစံမော်ထွန်းစာတွေကိုဝင်ရောက်သွားပါတယ်ထိုယာစိန်ပုံစံမော်ထွန်းစာကိုဆက်လက်ပြီးတော့ရွေလျားစီပါတယ်ထိုယာရွေလျားနေတဲ့အချိန်မှာမြေပြင်ပေါ်ကနေအောင်တဲတွေအလုံးကဖိရှားခံရပြီးမှန်လို့ဖြူဖွေးနေတဲ့မြေပြင်တစ်ခုကိုပေါ်လွင်စေပါတယ်မှုန်မိုင်းနေတဲ့ကောင်းကင်ကလည်းတွန်းပို့ခံရပြီးမှန်တဲ့ချက်လို့ဖြူဖွေးနေတဲ့မျက်နှာပြင်တစ်ခုကပေါ်လာပါတယ်ရှီယုံဓာတ်ရဲ့ယူရဲ့ချက်နဲ့အဖြူအောင်ဓာတ်ကနေဖယ်စီထားတဲ့ဓာတ်ချိတ်အမြောက်များကလည်းစုခွာလိုက်ရပါတယ် ရှီယောင်ဒါရဲ့ရွယ်ချက်အောင်ရှီယောင်နှဖျားရဲ့နီးပညာကိုမတားဆီးနိုင်ပါဘူးဒိုဝါရင်ထိုးဖျွန်ဒါမှရှီယောင်ဒါရဲ့ရွယ်ချက်ကအပြည့်စုံပါဝင်ပဲဒစိမ့်တစ်ပိုင်းတစ်ခုသာပါဝင်ပါတယ်ရာလန်အနေနဲ့ထိုးရာခုခတ်နိုင်စွမ်းမရှိပါဘူးမင်ဟန်ရဲ့မျက်လုံးလေးမှာထူးဆန်းတဲ့အလင်းတစ်ခုကပေါ်လာပြီးပြုံးလိုက်ကစိန်ပုံစံမော်ထွန်းစနဲ့သူ့ရဲ့နောက်ွယ်ရာဝင်လင်းကိုဆိုက်ချလိုက်ပါတယ်သူကရင်မောလိုက်ပါတယ်ကောင်းနေငါရဲ့နေဝင်ချိန်မှာဒီလိုနီးပညာမျိုးကိုမြင်ရမယ်လို့မျှော်လင့်မထားဘူးမင်းရဲ့မေကုံတစ်ခုကိုငါဖြီးပေးမယ် မင်းကအတိအကျဆုံးအကြာဒီနေရာကနေဘလို့ထွက်ခွာရမလဲဆိုတော့ဖြစ်မယ်လို့ငါထင်တယ်။ဒါကောင်းကင်ကူရဲ့ပထမအလွာပလင်းကဘာဒါကောင်းကင်ဧကရကကောင်းကင်ဝိညာဉ်စွမ်းအင်းတွေကိုစူးစောင်းပြီးကောင်းကင်ဝိညာဉ်တွေကိုဖယ်စီးထားတဲ့နေရာပလင်းကဘာလို့ခေါ်တာဒီကဘာတစ်ခုလုံးကပလင်းတစ်လုံးထဲမှာရှိနေလို့ပဲ။အဲ့ဒီပလင်းကကောင်းကင်ဧကရကသူငယ်ရွယ်စဉ်ကာလတွေမှာတန်းစင်ခဲတဲ့ရတနာတွေထဲကတစ်ခုပဲ။ဒါပေမဲ့ကောင်းကင်ဧကရကပြင်းပြင်းထန်ထန်ဒဏ်ရာရလို့သူ့ရဲ့နှဖျားအသိစိတ်ကပြုတ်ကွဲသွားတယ် ကောင်းကင်ဧကရရဲ့အထီးတန့်တဲခန္ဓာရမိကုံငွေပါဝင်တဲ့နဖျားအသီးစိတ်တစ်ခုကဝင်ရောက်လာပြီးဒီနေရာကိုအနေအောင်တဲခန္ဓာအဖြစ်ပြောင်းလဲလိုက်တယ်။မင်းရကြုံတွေ့ခဲ့ရတဲ့မိကုံရဲ့အငွေတွေဟာကောင်းကင်ဧကရရဲ့နိပညာကနေဖယ်ဆီးထားတာ။နေပယ်69ခုရှိပြီးနေပယ်တိုင်းမှလည်းအတူတူပဲအနေအောင်တဲတွေရရှိတယ်။မင်းနဲ့မင်းရဲ့အပေါင်းပါတွေကလည်းဒီမှာနေပယ်အမျိုးကိုပို့လို့ခံရလိမ့်မယ်။ ဒါအပြင်ကောင်းကင်ဧကရရဲ့အထူးကျန်တဲခန္ဓာကမိโกနီးပညာနဲ့တောင်နှင်းမြေပကြီကားကူးချက်ထရေရတစ်ချက်ဖြစ်တဲ့အထူးကျန်တဲခန္ဓာကမိโกငွေပကြီကားနေသဘောပေါက်ခဲ့တယ်ဆိုတာငါပြောပြနိုင်တယ်။အဲ့ဒီပကြီကိုတော့ဒီပလင်းထဲမှာတစိ့ခတ်ထားတယ်။မင်းမကံကြမ္မာရှိရင်အဲ့ဒါကိုမင်းရရယူနိုင်တယ်။ဒါပေမဲ့အရင်ဆုံးငါ့ကိုတတ်ရလိမ့်မယ်။မင်းဟန်ရရေလိုက်ပြီးရှေ့ကိုခုံတက်လိုက်ပါတယ်။သူ့ရဲ့မျက်လုံးထဲမှာမျက်စာအလင်းတစ်ခုကပေါ်လာပါတယ်။ကောင်းကင်ကိုလူညှိုးထိုးပြီးသူကဖြည်းဖြည်းချင်းပြောလိုက်ပါတယ်။ငါမင်းဟန်ရပလင်းကဘာမှာရှိတဲ့နေပယ်ဝိညာဉ်တစ်ခုပဲ။ ကောင်းကင်ဧကရေကငါ့ကိုပေးရထားတဲ့ဖန်ချူးပြင်ကောင်းကင်ဧကရေရဲ့ဤပညာကလည်းငါ့မှာရှိတယ်။နိဗ္ဗာန်ရောက်များကျွန်တော်တော့ခရိုဆာကီပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့။အဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်။